မြန်မာထိုင်းနယ်စပ်မောတောင်ဒေသတွင် ထိုင်းအာဏာပိုင်တွေရဲ့မျက်မျှတစွာဆက်ဆံမှုအပေါ်မကြည်နက်တဲ့မြန်မာဒေသခံတွေကသဘောထားထုတ်ပေါ်ခဲ့ကြပါတယ်တနင်္သာရီတိုင်းဒေသကြီးပိတ်ခိုင်တနင်္သာရီမြို့နယ်မောတောင်နယ်ဆက်ဒေသတွင် နေထိုင်တဲ့ဒေသခံအများစုဟာထိုင်းအာဏာပိုင်တွေရဲ့ပြည်များတစွာဆက်ဆံမှုကိုနေ့စဉ်ခန်းစားနေရပြီးဈေးရောင်းချသူတွေနေရက်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားတွေစိုက်ကဲကယ်ရီသမားတွေတနင်္သာရီတပိုင်ကုန်သည်တွေများမှာအဓိကခန်းစားနေရတာဖြစ်တယ်လို့သိရပါဗျာ အဆိုပါဖြစ်စဉ်တွေကိုမကြည့်နှက်တဲ့မောတောင်ဒေသခံတွေဟာစက်တင်ဘာလ14ရက်နေ့အနက်ပိုင်းမှာမောတောင်ဒေသမြို့အဝင်ဆိုင်ဘုတ်အနီးမှာသဘောထားထုတ်ပေါ်ခဲ့ကြတာဖြစ်ပါတယ်။ဒေသခံတွေသဘောထားထုတ်ပေါ်ခဲ့ရမှာမြန်မာထိုင်းနယ်စပ်မောတောင်စင်ခွန်တွင်မောတောင်မှာကုန်သင်းစကန့်ဖွင့်လှစ်ထားတော့လေထိုင်းမှာအထူးယာယီတာဖွင့်လှစ်ထားတာကြောင့်နှစ်နိုင်ငံနယ်စပ်ကအမြန်ဆုံးဖွင့်လှစ်ပေးရန်နေရပြန်မယ်မြန်မာနိုင်ငံသားများမျှတစွာတောလာခွင့်ပေးရန်ဒေသခံမြန်မာစည်းတဲ့များအားမျှတစွာရောင်းချခွင့်ပေးရန် ဒေသခံစိုက်ကဲကရီသမားများအားထိုင်းလောင်ဝကမှဝေကောက်ခံနေမှုတွေကိုညှိနှိုင်းပေးရန်တောင်းဆိုခဲ့ကြတယ်လို့သိရပါဗျ။မြန်မာထိုင်းနယ်စပ်မောတောင်စင်ကုန်းကိမ်းမှာဒေသခံတွေအတွက်အ धिक အားထားရနေရာတစ်ခုဖြစ်နေပြီးအဆိုပါကိမ်းမှာ နေရပြန်မြန်မာလူသားများပြန်လည်ဝင်ရောက်လေ့ရှိတော့လေထိုင်းနိုင်ငံအတွင်ရှိရေကန်ကြီးကိမ်း၊ဒန်သိန်းခွန်ကိမ်းနဲ့တာချွန်နွန်ကိမ်းများတွင်အနှိမ်ခံရခြင်းဖမ်းဆီးထားခြင်းတွေရှိနေတယ်လို့သိရပါဗျ။